အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတင်ပြပေးမှာကတော့နိုင်ငံသားဖြစ်နေတဲ့မြန်မာအစ်စ်တွေနဲ့မြန်မာနိုင်ငံသားဖြစ်နေတဲ့မြန်မာအတုတွေကိစ္စနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။စရာခရာစကားပြတ်သွားလို့ခုနကစီးကွဲပေါ့။ခုလောလောဆယ်က ကပါကတော့လမ်းလာလျှောက်တာလား။အဲ့ဒီပါကရဲ့အနေထားကဒီလိုရှိပါရဲ့။ဒီလိုလေးရှိပါရဲ့။ဒီနောက်မှာတင်းနစ်ကုတ်တွေပဲ။ဒီနောက်မှာတင်းနစ်ကုတ်။ဒီမှာဒီမှာကျွန်တော်ငငယ်တုန်းကတင်းနစ်ကြိုက်နေကြ။အဲ့လိုလေးတော့ရှိပါရဲ့။အဲ gain line ပြောရတာ thích xem gì hoan hoan nào điều chuyện mà giờ đi ngứa rồi nó tôi tí nó lên tay ra tôi rồi tí nước tí ly đi cho nó lần này Sydney mà lên đi ly cho nó lần này nghe được cái ma gì thế mà nhưng mà gì thế mà nhưng mà mất bổn điện cảnh đi rồi မြန်မာနဲ့အတွင်တန်မြန်မာမြန်မာတိုင်းရင်းသားတွေနဲ့အတွင်တန်တူတဲ့နိုင်ငံသားတွေအများကြီးရှိတယ်နော်။ဒါောင်မြန်မာတူတွေမြန်မာတူတွေမြန်မာတူတွေအများကြီးရှိတယ်နော်။မြန်မာတူတွေကဘာလဲဆိုတော့သူတို့နှုတ်ဆက်လိုက်မင်္ဂလာပါတခွန်းတော့ကောင်းကောင်းပြောတတ်တယ်နော်မင်္ဂလာပါကောင်းကောင်းပြောတယ်ဆက်ပြောလို့ဘာ conversation မှလက်တော့မရဘူး။ကိုင်းထားတာတော့အနီရောင်နေ password အနီရောင်နေလေ။ တော်တော်အဲ့ဒါနဲ့ရှောက်သွားဒါရင်မဲလားဆိုတော့မဟုတ်ဘူးတခြား password တွေလည်းရှိသေးတယ်ဇီရိုဆိုတော့အဲ့ဒါမြန်မာအစိုးရအနေနဲ့ဘယ်လိုဖြေရှင်းမလဲပဲနော်လိုကင်ကြောင့်နည်းလေနောက်တစ်ခုကလက်တော်တိုင်းကြီးကနိုင်ငံရေးအခြေအနေအရောက်ကြီးအကောင်ကြီးမဟုတ်တော့ကျောက်ဦးပြေစိုးမိုးကြီးကနည်းနည်းအားနေတာပဲငကမလေးကဘယ်တော့မပြေးသေးဘူးလားမသိဘူးတော့သွားမယ်ဆိုပြီးတော့စောင့်နေတာဟောသွားတယ် အဲ့ဒီပဲအဲ့ဒီပဲကိုကြောင်းလိုက်အဲ့ဒီပဲကိုကောင်းဒီနေ့က stamp မပါတော့ဒီတိုင်းပဲဖြစ်တယ်လို့ပြောရောမြန်မာသူတွေရှိတယ်ဘယ်လိုလုပ်လဲဒါကဒကာနာနော်မြန်မာသူကဒကာနာသူတို့မှာမြန်မာပါစို့လည်းရှိမယ်နိုင်ငံသားပါစို့လည်းရှိမယ်မမမှတ်ပုံတွေလည်းရှိမယ်မမကြီးမှာတိုင်းသားတစ်မျိုးမျိုးရဲ့အမိခံပေါ့ဗျာဥမာအချင်း ဆိုကြပါစို့အာအကိကိကဥစားဘုရားဘာသာရှင်တရုတ်ပါညာတခုခုပေါ့နော်တခုခုနော် that's all the identify them service ဘာလို့တက်လာလဲဘာလို့မတက်ဘူးဘာသာကားရေပြောနေမှလည်းမသိဘူးကိုလေးလာမိတာပေါ့နော်သွားသွားရင်သွားရင်လည်းမှုနေတာပဲကဲနေရာရောက်ရောက်အဲ့လူတွေကိုဘယ်လိုခိုင်တွယ်မှာလဲဘူး မြန်မာစရတယ်ခုလောလောဆယ်ကတော့ဘလောက်ကြီးဘုရားဥပဒေစိုးမိုးမှုကအားနည်းနေတယ်တို့ကြာဒါကြီးလုံနိုင်ကြိုင်နိုင်လို့မရဘူးပေါ့နော်ဒီလူတွေဘလို့ကြိုင်ကြကြမလဲတဲ့ especially ဘာရရမှာရောက်နေတဲ့မြန်မာလူမျိုးတွေပေါ့နော်အကြောင်းမျိုးမျိုးနဲ့တချို့လဲ economic reason ကြောင့်ပေါ့တချို့လဲ political reason ကြောင့်ပေါ့တချို့လဲအလောက်ကန်အခြေအနေမကောင်းလို့ပေါ့နိုင်ငံသားရောက်နေလူဗမာတွေဗမာတွေနဲ့ပဲယူထားတာပဲ မြန်မာရမြန်မာနဲ့ယူထားတာပဲကလေးတွေလည်းမြန်မာတွေလေဒီကဘုန်းကြီးကျောင်းတွေပါပြီးမြန်မာလူတွေလည်းသင်ခိုင်းတယ်ဘုရားဘာသာရက်တွေလည်းသင်ခိုင်းတယ်အဲ့လိုမျိုးတွေရှိတယ်မိမာယဉ်ကျေးပါညာဘောနော်ဘာညာဖျားစာတွေပါသင်ခိုင်းတဲ့ဗမာတွေရှိတယ်အဲ့ဒီဗမာတွေကဗမာမြန်မာဘူးမရှိဘူးလေကိုဆိုလိုတာဒီတိုင်းရင်းသားအယောင်ဆောင်နိုင်ငံသားတွေထဲစားလို့ရှိရင်အဲ့ဒီအဲ့ဒီမြန်မာတွေကမြန်မာဘူးမရှိဘူး ငါးတစ်ချက်ငါ့ကိုဘယ်ကက်တဂရီအောက်မှာထည့်လိုက်လဲဆိုညမာတုပေါ့ညမာတုအဲကျွန်တော်ရဲ့ခေါင်းထဲမှာကက်တဂရီလောက်ထားတာညမာတုပြီးသွားတော့ဘာရှိသေးလဲဆိုခိုးကင်ခိုးကင်ခိုးကင်ဆိုတာညမာပါစပို့လည်းရှိတယ်နိုင်ငံကြီးဘာတွေမှာသွားပြီး renew လုပ်တယ် foreign passport လည်းကင်ထားသေးတယ်အနည်းဆုံး2အုပ်ကင်ထားတာရှိတယ်ကင်ထားတာအချို့လည်း2အုပ်တက်မကဘူးရှိတယ် သုံးလေးအုပ်လောက်ရှိတဲ့လူတွေရှိတယ်ခုဖတ်ဖတ်ဖတ်ဆိုနာမည်ကောက်ပြောလို့ရတယ်စည်ရင်းပြုစုထားတယ်နော်တို့တော့လည်းမလုပ်ပါဘူးနော်ဒီလူတွေရဲ့ profile ကဘာလို့ fit ဖြစ်လဲဆိုတော့အများသောအားဖြင့်စီးပွားရေးသမားတွေများတယ်ဝိသမလောကသားတွေများတယ်လုပ်ငန်းရှင်တွေများတယ်တို့နိုင်ငံရေးစိတ်ဝင်စားလားနိုင်ငံရေးစိတ်နိုင်ငံရေးစိတ်ဝင်စားတယ်နိုင်ငံရေးဝင်လို့ကိုစိတ်ကူးမရှိဘူးအကြောင်းမျိုးမျိုးကြောင့် မြမအစိုးရဟထားသည်ဒါတရားဥပဒေနဲ့ညီညွတ်တာမဟုတ်ဘူးနှုတ်ကင်လို့မရဘူးဘယ်သူမှစာအုပ်နှုတ်ကင်လို့မရဘူးအဲဒီကိုဘယ်လိုရှင်းမှာလဲနံပါတ်၁ကမြမအသူနံပါတ်၂ကခိုးကင်ခိုးကင်နေကြတာဘယ်လိုလဲဆိုတော့နိုင်ငံညာနေမြမပြီးပြန်လို့ရှိရင်သူကဘန်ကောက်လောက်စင်ကာပူလောက်မှာသူကအထူးသဖြင့်တော့ဘန်ကောက်ပေါ့ဘန်ကောက်မှာ transit line တညာကြီးနှစ်ညာကြီးလောက်နေလိုက်တယ်။နေပြီး they switch passport passport ကဥမာချင်းကျွန်တော်ဆိုလို့ရှိရင် Australian passport ကိုင်နေနော်။ဥမာဒီက Australia ကမြန်မာတွေပဲတချို့နှုတ်ကိုင်ထားတဲ့လူတွေဆိုလို့ရှိရင် passport မြန်မာ passport နဲ့လဲကိုင်တောင်းလိုက်တယ်။တောင်းလိုက်ပြီးမြန်မာပြည်ကျတော့မြန်မာ passport နဲ့ဝင်တယ်။နော်။ပြန်ထွက်လာတော့ Yangon to Bangkok ကမြန်မာ passport နဲ့ထွက်တယ်။ Bangkok to Australia to the rest of the world က foreign passport နဲ့သွားတယ်။ တဒါခိုးကင်ခိုးကင်ခိုးကင်ကမြန်မာပါစပို့နဲ့ရှင်တွဲပြီးတော့မိမိပါစပို့မှာတွဲပြီးကင်လို့မရပါဘူးတရားမဝင်ပါဘူးဒါကျွန်တော်သိသလောက်ဒါဒါပြောပြတာဒါရောအစိုးရကဘာလုပ်မှာလဲဘာလုပ်မှာလဲဒါတော့ဘာလုပ်မှာလဲမိလူတွေကိုဟထားပေးခြင်းအပြင်တရားဥပဒေနဲ့အညီနေထိုင်ကြတဲ့လူတွေပေါ့နော် good citizens ပေါ့နော်အများကြီးနေနာပါအများကြီးအများကြီးနေနာပါ ဒီခိုးကင်နေကြတော့ဘာလဲဆိုတော့เนาะခိုးကင်နေကြတော့မြမပြည်တဲမှာလည်းပိုင်ဆိုင်မှုတွေရှိတယ်သူတို့ရဲ့မှတ်ပုံတင်ပါစပို့တင်နဲ့ဝယ်ထားတဲ့ဟာတွေရှိတယ်နိုင်ငံသားမှာလည်းရှိတယ်နိုင်ငံသားပဲ Jewish citizen ကိုမြန်မာပြည်ကဥမာဖျားဆက်ပြီးလိုက်တယ်ဆိုရှင်ပါစပို့တစ်ခုခိုင်တဲ့အကြောင်းဟုတ်ပြီမြတ်အခုလောလောဆယ်ဒီဟာတရားဥပဒေနဲ့ညီညွတ်မှုမရှိဘူးနော်ညီညွတ်မှုမရှိဘူးရေပြင်မှာလည်းတကယ်လက်တွေ့ဖြစ်နေတယ်ဆိုလို့ရှိရင် စိုးရကဘာလုပ်မှာလဲပါလီမန်ပြန်ပေါ်လာမှလုပ်မှာလဲကျတော့ crack down လုပ်မှာလဲဘောပြောနော်အဲ့ဒါကိုဆိုလို့အဲ့ဒါကတော့များသောအားဖြင့် predominantly အဲ့ဒါတွေကမြန်မာအများစုမှာရှိတယ်ကိုကိုင်ကိုကိုင်ကိုကိုင်ကအာဒီဒီ citizenship ရယူထားလိုက်ရင်ကောင်းမယ်လေချို့ကတချို့ကရှိတာတော်တော်များများတည်ဦးတာတော့ Australian citizen Australian passport လည်းကိုင်တယ် US citizen US passport လည်းကိုင်တယ်မြန်မာ passport လည်းကိုင်ထားတယ်။ဘာလို့လဲဆိုတော့ Australian citizen Australian ဖြစ်လို့ရှိရင် US citizen လက်ခံတယ်။နော်သူရဲ့ ally country တွေမှာဥပမာ UK တို့ UK နဲ့ဆိုတော်တော်လေး align လုပ်တာ New Zealand နဲ့ဆိုလည်းတော်တော်လေး align လုပ်ထားတယ်ဘာပြဿနာမှမရှိဘူး။နော် American passport ကိုင်လို့ရှိရင် American passport က Australian passport ကို surrender လုပ်ရတယ်ထင်တယ်။အဲ့လိုကိုင်ထားတဲ့သူရှိ။ So ဒါ permanent resident ကိုပြောတာမဟုတ်ဘူး citizen ကိုပြောတယ် permanent resident ကဒီတိုင်းကြီးက password ထုတ်မပေးဘူးခြိရင်းစဲ password ပေါ်မှာ sticker ကပ်ပေးတယ်နော်ခုကရနေရအဲ့လိုမျိုးရှိတယ်နော်ခုကရနေရမြန်မာပြည်မှာဘာဖြစ်လဲဆိုတော့တပိုင်းဆိုင်မှုတွေရှိတယ်ဒီခါချွတ်ကြရတော့ဘယ်လိုခေါ်မလဲအမွေလိန်မွေခိုးအမွေဘုံတွေပေါ့ဗျာဝေးဝိုင်းလိန်လိန်လေခြင်းနဲ့တဏှာတွေရှိရတဲ့ကြောင့် ခံမျိုးတွေတိုင်ထားတာတွေရှိတယ်။မွေရစရာတွေရှိတယ်နော်။ကိုရီးယားတော့ရှင်းရှင်းနဲ့ပုံမြင်ပါလေ။တရားကိုပစ္စည်းတရားကိုပစ္စည်းမဟုတ်ဘူးလို့ပြောအရန်တိတယ်။အချို့တွေအဲ့လိုမဟုတ်ဘူး။တချို့ဗမာပြည်မှာလူရန်ကားတည်းရဲ့ဖြစ်နေတာအဲ့လိုတကြီးရွယ်ဦးတွေကိုဥစားဖြစ်မှတ်ထားပြီးတော့ဒီကန်ဒီဘုံကြီးကြီးတွေပြဖတ်ထားပြီးတော့ဒီသူရဲ့ခွေချိုင်းစစ်ပိုင်စည်းတာကိုငွေလူလိုက်တာငွေထိန်းလိုက်တာတွေဒါမျိုးလုတ်တဲ့လုတ်စားနေတဲ့လူတွေရှိတယ် အများကြီးပဲရှိရလူဘဝရတော့မပြောတော့ပါဘူးเนาะအာခိုးကိုင်းဝိပ္ပဝိနေအဝမ်းကတိတကယ်ပြောတဲ့မြမတုဆိုရလားမြမတုဆိုရဗမာပြည်ရဲ့ economic reason ကြောင့်တစ်ခွနိုင်ငံကနေရောက်လာပြီးတော့ ဒီဖက်နိုင်ငံနေရောက်လာပြီးတော့ဘလုံးလုံးကလွယ်တယ်ဟုတ်နော်မြမကြီးရဲ့ဥပဒေတွေကိုစောက်ချင်လို့သူကတော်ရင်ကလှုပ်ချင်တာသွားလှုပ်မယ်ငါတို့လှုပ်ချင်တာသွားလှုပ်မယ်နော်ဒီကောင်လေးစောက်တော့မကြတဲ့ကောင်လေးပေါ့ကြာမနေ့တိုင်းပြောတာ King Serial Race ပေါ့ဒီအဲ့တိုင်းပြောရတယ်အန်ကြီးဝင်ရောက်လာပြီးတော့ဘာမှ password တွေခိုင်နေဘာမှမှတ်ပုံနေနေခိုင်နေညီမကြီးမှာ company တွေထောင်နေတရားဥပဒေနဲ့ လုံးဝမညီညွတ်တဲ့ဟာတွေပန်းနေကြအကုန်လုံးတယ်အကုန်လုံးတယ်အကုန်လုံးတယ်စောက်ယူလည်းမစားဘူးတက်ထိုးမယ်အဲ့ဒါတွေဘယ်လိုရှင်းပါ့မလဲနော်အဲ့ဒါတွေဆိုးရနေတယ်တက်မတော်ဆိုးရပဲခုလက်ရှိကတက်မတော်ဆိုးရပါတော့နော်နောက်ရတားဆိုးရတက်လာရင်ဖြစ်ဖြစ်ဘယ်လိုရှင်းပါလဲဒီလူတွေဘောလာပြီးတော့ကိုတန်းကြီးတဲ့ကိုအန်ကြီးတဲ့ဖိုင်တဲ့မှာလာပြီးတော့လှုပ်ချင်တာလှုပ်နေတယ်ဥပဒေကိုမသိလို့မဟုတ်ဘူးတော့သိတယ်စောက်ယူကိုတိုက် ဒီကောင်နေ inferior ဖြစ်တယ်လက်မေ repeat တကယ်ဒီလူမျိုးတွေဒီကောင်နေကငါတို့လုတ်ချင်တာလုတ်လို့ရတယ်ငါတို့လက်ခုတ်တဲ့ရေးဒါဟုတ်တစ်ခါတိုင်းပြည်တွေရဲ့အစိုးရရဲ့ policy မဟုတ်ဘူးသူတို့တိုင်းပြည်မှာရှိရသူတို့လူမျိုးတွေရဲ့ကိုလူမျိုးတွေအပေါ်နဲ့ကိုတိုင်းပြည်ပေါ်ကိုတိုင်းပြည်ရဲ့အချုပ်အခြာအာဏာပေါ်မြင်တဲ့ perception ကိုပြောပြနေလက်ထိုးလိုက်ရင်ပြီးသွားမှာပဲ လုတ်ကျင်နိုင်လို့လို့ရတယ်ဆိုပြီးဒါလုတ်နေတဲ့လူတွေအများကြီးရှိတယ်နိုင်ငံသားတွေရှိတယ်ဘာတို့ဆိုတဲ့ကြောင်းလုံးရှိတယ်ကြောင်းလုံးကြည့်ရမြင်မှုတယ်အဲ့ဒီဘာဘယ်လိုဘရော့ရှင်းမှာဘရော့ရှင်းရအောင်အဲ့ category နှစ်ခုပဲရှိသေးတယ် the third category ကျတော့ politically ဟုတ်သောနိုင်ငံသားမှာ silent ခံပြီးတော့ politically motivated နိုင်ငံသားမှာပြောင်းလာတယ်ပြောင်းလာပြီးတော့ foreign passport တွေလည်းခြင်ထားတယ်ပေါ့နော်ဥမာ foreign citizen တွေလည်းဖြစ်နေကြတယ်သို့တော်လည်းနိုင်ငံရေးအပြောင်းအလဲမှာတမတော်အစိုးရတက်လာတမတော်အစိုးရကိုဝင်ဖားပြီးတော့ဟိုစား peace negotiator ရောင်းရောင်းဟိုဟိုစားညီညာရေးပွဲစားရောင်းရောင်းဗားရောင်းရောင်းညာရောင်းရောင်းပေါ့ဗျာဒီအောင်ဝင်လုလိုက်ပြီးတော့တက်ကိုထောက်ခံလိုက်တဲ့ခါကျတော့တရားဥပဒေနဲ့မညီညွတ်တော့လေသူတို့ရဲ့ပြဿနာတွေသူရဲ့ကိုစား ဟိုမတ်ပုံနေရောပိုးစားနိုင်ငံသားသာခံယူထားတာရောပါကုတ်နှစ်ခုသုံးခုကင်တာရောအဲ့အရာတွေ overlook လုပ်ပြီးတော့နော်အစိုးရရှော့ပေးထားတာတွေအများကြီးရှိတယ်။အဲ့အရာတွေရောတရားဥပဒေနဲ့အညီကိုဆိုလိုတာကအဖြစ်ပေးခိုင်းတာမဟုတ်ဘူးအရေးယူခိုင်းတာမဟုတ်ဘူး။ဥပဒေကိုပြန်ပြီး readjust လုပ်ရတော့နံပါတ်၁ recalibrate လုပ်ရတော့ပြန်ပြောင်းအောင်ပြောနေတယ်။ဒီ1982 citizenship law က ်ကောင်းတာရှိရှိတယ်ဗတ်တမန်တင်းကောင်းတာရှိရှိတယ်เนาะမကောင်းဘူးကောင်းတာရှိရှိလို့ပဲတော့လေခုလက်ရှိမြေပြင်မှာဖြစ်ဖြစ်နေတယ်ဖြစ်ဖြစ်တယ်တရံကွာဟနေဘယ်လိုလုပ်ချက်ဟဲလီယိုလေစဉ်းစားလေစဘာဖြစ်လို့လဲဆိုတော့ ိုင်းပြည်တစ်ခုမှာတရားဥပဒေနဲ့ညီဆုံးနေတဲ့လူတွေကြီးပဲဖြစ်နေလို့ရှိရင်ဘယ်လိုနည်းနဲ့မှအဆင်မပြေနိုင်ဘူး။အားလုံးကိုကြည့်မယ်ဆိုလို့ရှိရင်တရားဥပဒေနဲ့ညီဆုံးနေတာတွေကြီးပဲဖြစ်နော်ဘယ်လိုနည်းနဲ့မှအဆင်မပြေနိုင်ဘူး။အဲ့တိုင်းကြီးကရှေ့ဆက်ကိုပတ်ထုတ်တဲ့အောင်ကြီးပေါ်အောင်လုပ်လို့ရမှာမဟုတ်ဘူး။အဲ့တော့ဥပဒေဆိုတာမြေပြင်မှာလက်တွေ့အသုံးချလို့ရမယ်ဥပဒေမျိုးပြန်ပြီးတော့ဖြစ်အောင် ပြင်လောကနဲ့လက်တွေ့လောကနဲ့နော်ဇာတ်ဥတွေနဲ့ဆီယမ်ဟာမိုနိုက်စ်လို့ ਆ ဆီယမ်ရီကယ်လီဘရိတ်လို့ ਆ တချို့9082တူတုံးကဖြစ်ဥစားဆီဇန်ရှစ်လောတွေကကောင်းတဲ့အချက်လက်တွေဟို maintain လုပ်ပေါ့ maintain လုပ်ပြီးတော့မကောင်းတဲ့ဟာတွေမကောင်းတဲ့ဟာတော့မဟုတ်ဘူးဘယ်လိုခေါ်လဲကိမမီရောတဲ့ဟာတွေကိနဲ့လိုက်ရောညီတွေဖြစ်တော့တဲ့ဟာတွေဆိုလို့ရှိရင်အဲ့ဒါကြီးဆိုရင်ပြန် review လုပ်ပြီးပြန်ပြီးတော့ အပ်ဒိတ်လုပ်တယ်မဟုတ်လို့ရှိရင်ဒီနိုင်ငံရေးခြေထိတွေကြောင့်နိုင်ငံသားရောက်နေတဲ့ဓမ္မတွေငဲမဟုတ်အများကြီးပဲအဲ့ဒီရေးချင်အောင်ဒီဟာဒီမှာ stakeholder ခေါ်တော့တဲ့အတွက်ကြောင့်အမားမြပြတ်သွားလဲပါအဲ့တိတ်ကြီးမဆိုင်ဘူးညာတော့ဒီမှာရောက်နေတဲ့ကောင်းနေဆိုလို့ရှိရင်အိုင်းပြတဲ့ဘဘူးအေးစေပဲဘာမှဘာ stakeholder မှမဟုတ်တော့ဆိုတော့ ဒီကိစ္စတွေဘယ်လိုဖြစ်ရှင်းမှာအောက်ဆိုမြန်မာပြည်မှာကမဖြစ်မလဲမြန်မာသားမတက်တဲ့မြန်မာတွေအများကြီးပဲဖြစ်သွားလိမ့်ကြီးလိုက်တော့မြန်မာနဲ့လည်းမတူဘူးမြန်မာတိုင်းရင်းသားတမျိုးမျိုးနဲ့တော့ခက်ဆက်ဆင်းတူတယ်မြန်မာဟုတ်လားဆိုတော့မဟုတ်ခိုင်နာတော့ဘက်ကနေကြီးလည်းခိုင်နာတယ်မြန်မာပါဆိုအနီးကြီးလည်းခိုင်နာမြန်မာပါဆိုတဲ့တလုံးတော့တက်အဲ့နဲ့တကဘာလို့သွားပြီးကြီးလျှောက်ပါလို့ရှင်အကုန်ဆောက်ကျိုးတွေနဲ့ကောဆောက်ရက်တွေကွဲကောပါ So, ah, nene, you better keep your house in order. You better keep your house in order. Yeah, အော်တဲ့1982အစစ်စစ်ရှိတော့ဥပဒေကဒါရိုက်ဒါရိုက်ဆိုအဲ့ရငါတို့ကဖြစ်သွားတယ်။အင်းဒီကားရေးဖာစီတို့လိုက်တာလို့ပါဒါရိုက်ကငါတို့ကဖြစ်သွားတယ်။ခုခေခုခါခင်းနေလိုက် 2026 citizenship laws will be ပြန်ပြီး refine လုပ်ရတော့မယ်အချိန်ရောက်နေပြီအဲ့ရောကအဲ့ရောကလုတ်တင်လုတ်ထိုက်လို့လုတ်သွားရတဲ့ကိစ္စတွေပေါ့နော်နောက်တစ်ခုကဒီညမာတုတွေညမာတုပေါ့ဘုဘုံနေမဲ့ကိုင်းဆောင်ထားပြီးတော့ငွားပြီးတဲ့အကြောင်းလေးဘာမှမသိမာကာရှာလည်းနားမလည်ဘူးညမာရင်ကျေးမှုလည်းမသိဘူးအဲ့ကောင်နေမတားလို့ရှိရင်ဘုရားပေါ့ဖက်စီတက်မဲ့ကောင်အများကြီးပဲအများကြီးပဲ အဲ့လူမျိုးကြီးဘာလူမျိုးကြီးမှလည်းမသိနော်မယုံလို့ရှင်ရှင်းရှင်းလေးပဲဆိုင်းဘုတ်တွေဖြုတ်လိုက်ဖျားမအဆောင်တွေဖြုတ်လိုက်ခဏဖြုတ်လိုက်တပတ်လောက်ပဲဖြုတ်လိုက်ဘယ်သူတွေဘာလို့မနေကြည့်ရဘယ်သူတွေဘာလို့မနေစောင့်ကြည့်အတိုင်းကြည့်ရဗမာအစ်စ်ဘယ်တော့မှဖျားဟောကျွန်တော်စီမတက်ဘူးဘယ်တော့မှမတက်ဘူးပြောင်းမလို့ဘူး အဲ့တိုင်းပြည်တစ်ခုအနေနဲ့ရှိဖို့ဆိုတာဆက်ပြီးတော့ရေရှည်မှာတည်ထောင်ခိုင်နေဖို့ဆိုတာရင်ကျေးမှုလိုတယ်ဘာသာစကားလိုတယ်ခုနပြောတဲ့ fundamental value ပေါ့เนาะအခြေခံကြတဲ့အဲယုံကြည်မှုပိုးဝယ်မှုနားလည်မှုပြောစရာမလိုပဲသိမှုပေါ့ဗျာအခုလိုပါဇက်ကြီးနဲ့ပြောအာအချောင်နေတာပြောစရာမလိုပဲသိရမှုအဲ့တခုအဲ့လိုမျိုးလိုတယ်เนาะအဲ့တော့ အဲ့ဒါလေးကိုနည်းနည်းဥပဒေကနောက်ရောက်နေတာတော့ဒါသဘာဝကျပါလေ။နောက်အောင်ဖြင့်ဥပဒေဆိုတာအပြင်လောကမှာဖြစ်ပျက်နေတာတွေကိုရှေ့ချိုပြီးမသိနိုင်တဲ့လူအောင် तू ကအများနဲ့နောက်ကျလေရှိ။သို့တော့သို့တော်လေအနည်း20 30 40 50လောက်အထိပိုပြီးနောက်ကျရယ်ဆိုတော့ဒါသိအဆင်မပြေတော့လက်ရှိမြေပြင်မှာဖြစ်နေတာကိုခေါင်းပြီး1982 season လောကဆောင်းပါတယ်ညွတ်ပါတယ်အရန်ကြီးကိုတင့်တော်ပါတယ်ဆိုလို့ရှိရင်လေအဲ့ဒါကို enforce လုပ်ပြီ အဲ့တော့ enforce လုပ်ဒါပဲကြောသားရင်သားမခွဲခြားပဲနဲ့အဲ့ဒါကိုအဲ့ဒီအတိုင်းအဲ့ထဲကပြစ်ပြစ်တန်တန်ဥပမာခိုးကင်နှုတ်ကင်ဆိုလို့ရှိရင်ထောင်ဆယ်တန်ဆယ်နှစ်ချချလို့ရ on the spot ထောင်ဆယ်နှစ်ချလို့ရချပလိုက်နိုင်ငံသားဆိုလို့ရှိရင်လည်းဗမာဗမာမှတ်ပုံနဲ့ခိုးကင်နဲ့မြန်မာပါဆိုခိုးကင်နဲ့ဆိုလဲထောင်ချလို့ရဆယ်နှစ်အနည်းဆုံးတို့လေလုတ်ပြပြင်တဲ့င်းလာတဲ့စောညာထည့်လိုက် ဒီလားနဲ့ဒီလားပိုင်းအတွင်းမှာငါတို့နိုင်ငံသားသားတနည်းအောင်ဖမ်းမိတယ်မြန်မာ passport ကင်ဆောင်ထားတဲ့မြန်မာမှတ်ပုံတင်ကင်ဆောင်ထားတဲ့နိုင်ငံသားသားတနည်းအောင်ဖမ်းမိတယ်ထောင်ချလိုက်တယ်ဘူးဘူးဘူးအောင်တယ်ဗလားခိုးကိုင်းမြန်မာ citizen နိုင်ငံသား citizen US citizen ယူထားတာငါတို့လက်မခံနိုင်ဘူး2000 1982 citizenship lawyer တရားဥပဒေနဲ့မငြင်းညွတ်ဘူးထောင်ချတယ်10နှစ်ဘူး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 သာသမီး ထည့်လိုက်သေးမှာလေမို့လို့လေလွတ်လိုက်လေဥရိယလွတ်လိုက်လေဆိုဥရိယဆိုတာဒေါသရင်သာခွဲကြလို့မရဘူးရုပ်ကိုတိုးရမယ့်အရာတစ်ခုဒီဒါမှမဟုတ်ဥရိယကိုပြင်လာတယ်အဲ့ဒါရှင်းတာမရှိဘူးအဲ့ဒီပြဿနာကဘာဖြစ်လို့လဲဆိုတော့လုံးဝအုပ်တုံကင်ွယ်ဖြစ်ရှင်းရလို့ပြဿနာတစ်ခုဖြစ်နေခုညမညမအရေးမှာနော်အဲ့ဒါကြောင့်ပြောတာနော်အဲ့ဒီကိစ္စက မပြောလို့မရပြောရရန်တာရတယ်ကိုရလေကျွန်တော်ပြောတာကြီးကသုံးတဲ့သုံးပေါ့ဗျာသုံးတဲ့သုံးနဲ့ဟုတ်ကဲ့ပါပဲနော်ဘူးတော့လေဒီဟာတော့ပါလီမန်ဖြစ်လာတာနဲ့ဒီဟာတော့ကျွန်တော် try ထပ်တော့ပါဒီတစ်ခေါက်ဒီချာနောက်ခါနေ lobby လောက်တော့မှာပါအဖြစ်လို့လဲဆိုတော့ things don't make sense anymore ဗမာရေနိုင်ငံရာရောက်နေတဲ့ဗမာရေကဗမာရင်ကျေးမှုကို ထိမ့်သိမ့်နေတဲ့အချိန်မှာမြမအပြည်ကြီးမှာတိုင်းရင်းသားနဲ့တွင်တရံတူတဲ့နိုင်ငံညာသားတွေရောက်လာပြီးတော့ကမ္ဘာလည်းမတက်ဘူးဗမာရင်ကျေးမှုလည်းနားမလည်ဘူးထိမ့်သိမ့်လို့လည်းဆန္ဒလည်းမရှိဘူးတရားဥပဒေနဲ့လည်းမညီညွတ်ဘူးအချုပ်ချာအာဏာကိုလည်းလုံးဝအုပ်တော်မိုးစာဥပဒေပြူပြီးလှုပ်ချင်တာလှုပ်ပြီးတော့ကြိုက်တယ်လို့စီးပွားရှာနေတဲ့လူတွေကတော့ဒါမရေယူရမလို့ ယူဆပါတယ်နော်ဒီကိစ္စကိုရင်းဆုံးပါလီမန်ဆဖုန်းဖြစ်တာ ਨੇ drive လုပ်မှာပါနော်အဲ့ဒါကိုစောင့်နေတာပါလီမန်ပေါ်ပေါက်လာလို့တောင်းနေတာဟုတ်နော်အဲ့ခါကြာလို့ရှိရင်ကျွန်တော်အနေနဲ့ဒါမှမဟုတ်သာရောနော် USDP ရောနော်ဘဲပါတီမဆိုစီယုံရတာဖြစ်ပေါ့ဒီကိစ္စကို drive လုပ်ချင်နော်အဲ့လိုနေသားမှာရှိပါတယ်ကျွန်တော်ကတော့ဒီတိုင်းပြည်ကနေပြီးတော့လှမ်းပြီးတော့တက်နိုင်တဲ့လောက်အကြံပေးပါမယ် ဘာလို့မှပေါ်ပေါက်လာတာ ਨੇ ဒီ issue ကို drive လုပ်မှာပါနော်အဲ့ခါကျနိုင်ငံသားကနေပြန်ပြီးနိုင်ငံသားကခံယူထားတဲ့လူတွေဗမာပြည်မှာပြန်အလုပ်လုပ်ချင်တယ်အစိုးရနဲ့ပဲတင်းမြတ်လို့အစိုးရအပေါ်မှာအစိုးရနဲ့ပဲလုပ်ပေးချင်တယ်ဥမာပေါ်ပြောပေါ်ဗျာတချို့ရှိပါတယ် peace peace negotiation မှာပါချင်တယ်ဆိုလက်တရားဝင် လုပ်လို့ရတော့ဟုတ်မှာတရားဝင်လုပ်လို့ရအောင်ဥပဒေကပြန်ပြီးတော့အခုလုပ်ပေးရမှာဖြစ်ပါတယ်နော် မဟုတ်ဘူးလာရှုပ်မဲ့ကောင်ဆိုလို့ရှိရင်လည်းဖမ်းချုပ်လို့ရအောင်လို့မဟာမျိုးပေါ့နော်မဟုတ်လို့ရမှာမဟုတ်တော့ဒါမှမဟုတ်တရားဝင် ကောင်းသောလာခြင်းနဲ့မကောင်းသောလာခြင်းရှိတာဘယ်ကိုင်းဒီလာဖျက်မဲ့ကောင်ဆိုတော့အဲ့ပုံမှန်ရင် CV ဖမ်းမော်ဒါလည်းရှိတာဟာအဲ့ပုံမှန် CV ဖမ်းပလိုက်ကိုပြီးတော့လာဝလာဝခဥပဒေနဲ့လာဝလာဥပဒေနဲ့နှစ်နှစ်လောက်တန်းပြီးတော့ on the spot ထောင်ထဲထည့်ထားလို့ရတာဘာမှခက်တော့မဟုတ်တာဟုတ်လားမဘာနိုင်ငံရေးပုံမှန်မှတော့တက်เสียရမလို့ဘူး ်နော်နော်အဲ့အဲ့ဒါပါโอเคကိုလည်းလမ်းလျှောက်လိုက်ပါဦးမယ်နောက်ထပ်ကိုတော့ဝက်ပြေပါနောက်ထပ်၄ောက်လောက်လျှောက်ပြီးရင်တော့ပြန်တော့မယ်နော်ဒီလောက်ပါပဲလိုအပ်ရင်တုံးတဲ့သုံးပါသုံးတဲ့မသုံးပါနဲ့နော်ကိုကတော့အာရှစ်ဖို့မင်းလင်းလင်းနဲ့ရှင်းရှင်းပဲပြောတတ်ပါနော်ဒီလောက်ပါ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်